အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဖအန်ထောင်ကနိုင်ငံရေးအကျဉ်းသားတအူစစ်ကြောကြီးမှတည်ဆုံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ခရင်ပြည်နယ်ဖအန်မြို့နယ်ဖအန်အကျဉ်းထောင်မှာထောင်တွင်းလုံခြုံရေးနဲ့ထောင်တွင်းသတင်းပေါက်ကြားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရိုင်းနဲ့စစ်ဆေးခံရတာကြောင့်နိုင်ငံရေးအကျဉ်းသားတအူတည်ဆုံခဲ့တယ်လို့ Justice Network for Myanmar JNPP ထံကသိရပါဗျ။ ဖအန်ချောင်းမှာထောင်တွင်းလုံခြုံရေးနဲ့ထောင်တွင်းသတင်းပေါက်ကြားတွေဆိုတဲ့အကြောင်းပြချက်နဲ့ပြီးခဲ့တဲ့ဇွန်လဒုတိယပတ်မှာအချင်းထောင်ဦးစီးမှုဦးချစ်လွင်နဲ့ရဲဝင်တန်းတွေပူးပေါင်းပြီးအကြံဖက်ဝင်ရောက်စီးနင်းစစ်ဆေးခဲ့တာပါအချင်းနောက်ဦးစီးမှုနဲ့ရဲဝင်တန်းတွေရဲ့စီးနင်းမှုအတွင်းထောင်တွင်းသတင်းပေါက်ကြားမှုနဲ့ပတ်သက်ပြီးနိုင်ငံရေးအချင်းသား73ဦးကိုထောင်အာဏာပိုင်တွေနဲ့ရဲဝင်တန်းတွေကရှိုင်းနှက်စစ်ဆေးတာအပြင်တိုက်ပိတ်စစ်ဆေးတာတွေပါပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီစစ်ဆေးမှုအတွင်းဖြာပုံမျိုးနယ်ကနေအကြံဖက်တိုက်ဖြတ်ရေးဥပဒေပုံမှား 52ကကြီးနဲ့ထောင်ဒဏ်9နှစ်ချခံထားရတဲ့နိုင်ငံရဲ့အကျဉ်းသားကိုညံမင်းထွန်းဟာစစ်ကြောရေးမှာတည်ဆုံးခဲ့တယ်လို့ JNPP ရဲ့တာဝန်ရှိသူကိုစောရဲထုတ်ကသတင်းဌာနကပြောပါတယ်။ဒါဖြင့်ထောင်တွင်းသတင်းပေါက်ကြားမှုနဲ့ပတ်သက်ပြီးတချို့နိုင်ငံရေးအကျဉ်းသားတွေကိုလက်ရှိအချိန်ထိဆက်လက်တိုက်ပိတ်ထားတဲ့အပြင်တချို့နိုင်ငံရေးအကျဉ်းသားတွေလည်းပြန်လည်လွတ်မြောက်လာတာရှိတယ်လို့ဆိုပါရယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကနေအောက်တိုဘာလအထိ နိုင်ငံတဝန်ကအချင်းချောင်အတီတီမှာစေဝါဆောင်ရှောက်မှုလုံလောက်စွာမရရှိတာကြောင့်အရေးပေါ်စေကုသခွင့်မရှိတာကြောင့်နိုင်ငံရေးအချင်းသား28ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ဆက်လက်ပြီးစစ်ကောင်စီရွေးကောက်ပွဲကိုမဲပေးရန်အဆိုတော်အချို့လှုံ့ဆော်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာ28ရက်တွင်စတင်ပြုလုပ်မယ့်စစ်ကောင်စီရွေးကောက်ပွဲတွင်မဲသွားပေးရန်အတွက်အဆိုတော်အချို့ကတိုက်တွန်းလှုံ့ဆော်နေတဲ့ရုပ်သံကိုစစ်ကောင်စီဝါဒဖြန့်မီဒီယာများကတဆင့်ဖြန့်ဝေပါတယ်။ ရင်းရုပ်တံများတွင်ပါဝင်သောအစိုးရများမှမိမိခင်စောမိဆန်နီချမ်းမြေမောင်ချိုမေလာတန်စင်ဖိုးကနှင့်ဟန်နီတာတို့ဖြစ်ပါれအဆိုပါရုပ်တံတွင်ဒီမိုကရေစီနိုင်ငံကိုရွေးကောက်ပွဲဖြင့်သာဖော်ဆောင်နိုင်သဖြင့်ပြည်သူများကမဲသွားပေးကြရန်လှုံ့ဆော်ထားပါれပြီးခဲ့တဲ့လအတွင်းကအကယ်ဒမီရတရုတ်ဆောင်များပါဝင်သောခေတ်သမိုင်းကိုဒုံဆိုင်မိသူများခွာရာဖြန့်ရုပ်ရှင်ပေါ်ထွက်လာပြီးစစ်တပ်ရွေးကောက်ပွဲကိုမဲပေးရနှင့်ရွေးကောက်ပွဲကိုဖျက်ဆီးလျင်ချိန်ချောက်ထားသည့်အခန်းများပါဝင်သည် အဆိုပါရုပ်ရှင်ကိုဝေဖန်ခဲ့သည့်ဒါရိုက်တာမိုက်တီအပါဝင်ဒါရိုက်တာအချို့နှင့်တရုတ်ဆောင်အချို့မှဖန်ဆီးခံခဲ့ရသည်ရွှေကောက်ပွဲဝါရဖြန့်လှုံ့ဆော်မှုများရိုက်ကူးရန်စစ်ကောင်စီဘက်ကရုပ်ရှင်သဘင်ဂီတာအမှုပညာသမားများကိုဒီအမျိုးမျိုးဖြင့် PR ပေးထားပြီး Academy ဖွဲ့ဖွဲ့နှင့်တရုတ်ဆောင်အလင်းရောင်တို့ကိုလည်းစစ်ကောင်စီကဖန်ဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။ချမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။